ရိုက်တာမင်းမီဂျီခိုင်နင်းဝေကိုအလှူရှင်တွေကဝေတချို့ပြန်လဲတောင်းနေကြပါပြီ။ခိုင်နင်းဝေရဲ့လူတန်းတွေကလုံးဝမမတိမကြပေ။လက်လုစပယ်လူတန်းနေတာကြောင့်ပြည်သူတွေကလုံးဝလုံးဝဝလက်မခံနိုင်တော့ပေနဲ့ခိုင်နင်းဝေကိုသူတို့လူထားတဲ့လူတွေတွေပြန်တောင်းနေကြပြီလေဖြစ်ပါရီ။ခုလိုမျိုးအလှူဝေပြန်တောင်းတာကခိုင်နင်းဝေကိုတတ်လိုက်တာနဲ့အတူတူပါပဲ။ခိုင်နင်းဝေဟာလူကနေရက်ကပြည်မနာမျိုးမှရှိတဲ့ မင်္ဂလာရက်ွယ်က AJ 385ခုကို3400လူတန်းလိုက်တယ်လို့ online ပေါ်မှာသင်လာခဲ့တာပဲဖြစ်ပါတယ်။တကယ်လို့တွေ့မှာတော့ပြင်မာမျိုးမှာမင်္ဂလာရက်ွယ်ဆိုတာတကယ်လည်းမရှိပဲနဲ့ AJ လည်းအလောက်ထက်တည်းမရှိဘူးလို့ဆိုထားတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့အဒီပတ်စံတွေက OG တို့အကုန်လုံးမှာသွားတယ်လို့သိရပါတယ်။ဒါကြောင့်မလို့3400ကြီးပြတော့မတို့ကပြည်သူတွေဒုက္ခရောက်နေတာကိုလူထပ်ဖို့လူထားတာအခုလိုမျိုးလဲလို့စပဲဟိုနေရာမှာရှောက်လူဒီနေရာမှာရှောက်လူ ਨੇ ပြည်သူတွေ လူထားတဲ့ငွေတွေအကုန်လုံးကိုယ်ယူပြီးရောဆိုတဲ့သဘောမျိုးနဲ့လုံနေတာလားဆိုပြီးတော့ဝေဖန်ခံနေရတယ်ဖြစ်ပါတယ်ဒီတွေကကြတော့စစ်ကောင်စီရဲ့ကရေ900ကရေတထောင်မှာကြောက်ကစီးတဲ့ဆက်တွေလူထန်ခဲ့တာကြောင့်အဲ့ဒီနေရာမှာလေးသိန်းတထောင်လောက်ကုန်သွားခဲ့တာဖြစ်တဲ့အတွက်ပြည်သူတွေကငါတို့လူထန်တဲ့ငွေတွေကကလေးပေးတဲ့ပြည်သူတွေအတွက်လူထန်တာဘလိုမျိုးစစ်ကောင်စီအတွက်လူထန်တာမဟုတ်ဘူးစစ်ကောင်စီကသူတို့ရဲ့ဘတ်ဂျက်ထက်ကနေကြောက်ကစီးတဲ့ဆက်ကိုဝယ်လို့ရတယ်အခုကဘလိုလုံးလိုက်တာလဲဆိုပြီးတော့ ဟိုင်းဒီဝေးကိုမြေမျိုးရန်ရှာပြီးနေကြလေဖြစ်ပါရည်ရန်ရှာနေကြပြီလေဖြစ်ပါရည်ဟောဒါကြောင့်မလို့ခိုင်းဒီဝေးကတော့ခုချိန်မှာဒီသူရီရဲ့အလှူငွေတောင်းကျူကိုပြန်လည်ခံရရပြီဖြစ်ပြီးတော့သူ့ကိုတတ်လိုက်တာနဲ့အတူတူပါပဲဘလောက်ထိတိစီတော့ကရောက်နေပြီလည်းမသိဘူးခိုင်းဒီဝေးကတော့လူချတဲ့လူတွေပြန်တောင်းတာကဘလို့မှဖြစ်နိုင်ဘူးလို့ဆိုထားပြီဖြစ်ပါရည်ရှစ်ဆက်ဘလို့တွေဖြစ်အောင်လဲတော့မသိဘူးခိုင်းဒီဝေးဟာတိတိကျကျတဲ့စီမံကန့်ကွက်မှုကောင်းကောင်းနဲ့အလှူတန်းတွေကိုလုပ်ဖို့လိုပြီးဆိုတာကတော့ပြည်သူတွေကမိပေါင်းထိုးပြလိုက်တယ်လို့ပါပဲဗျာ